မနပေါ်မှာရှိတဲ့အရေးအကြောင်းလေးတွေနဲ့ဒီအသားရေကိုတင်းရင်အောင်ပေါ့နော်ဘယ်လိုကုသမှုမျိုးလေးလုပ်လို့ရလဲဆိုတာလေးကိုနည်းနည်းလောက်အကြံပြုလေးပြပြပေးချင်ပါတယ်။အော်မတို့ကဒီတက်ရွယ်ကြီးလာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်မတို့ရဲ့ဟော်မုန်းအခန့်တွေပါလို့ပဲဖြစ်ဖြစ်ဒီနေရောင်ခြေထိတွေ့မှုတွေဒီပဝင်းကျင်ရဲ့ pollution တွေပေါ့နော်လေလူညဉ့်ဉဏ်မှုတွေစသဖြင့်အကြောင်းအရာမျိုးမျိုးကြောင့်ပေါ့မတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ collagen တက်လေးတွေအဲဆုံးရှုံးလာတဲ့ collagen တက်လေးကျဆင်းလာတဲ့အခါမှာအသားရေရော့တွေတာမျိုးလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲဒီလိုမျိုးအသားရေရော့တွေတဲ့ဒီအရေးအကြောင်းလေးပေါ်လာတာကိုဘယ်လိုမျိုးလေးလုပ်လို့ရ မလဲပေါ့မတော်ကဒီကုသမှုတွေမဟုတ်ဘဲနဲ့ skin care တိတက်နေပဲဆိုရင်တော့အရေးကြောင်းတွေကဖြစ်ပြီးပြီဆိုရင်တော့အာဒီကုသရတာနည်းနည်းခတ်မယ်ကြာမယ်ပေါ့နော်ဆိုတော့ skin care လေးတွေကိုကိုကမဖြစ်ခင်ကလေးကပေါ့ဒီ25ဝန်းကျင်လောက်ကလေးစပြီးတော့ anti aging skin care လေးတွေစပြီးသုံးတာမျိုးလုပ်ပြီးလို့လည်းရတယ် prevention အဲမဖြစ်ခင်ကြိုတင်ကာကွယ်ရတော့ပိုကောင်းတယ်ပေါ့နော်ဖြစ်ပြီးမှဆိုရင်တော့ skin care လေးတွေကရေရှည်လေးဆွဲလို့ရမယ်လုံးဝကြီးပျောက်သွားဖို့တော့မျှော်လင့်လို့မရဘူးပေါ့နော် ဆိုတော့အရေးချောင်းတွေမှာဆိုရင်မတို့ဒီကြွက်သားကြောင့်ကြွက်သားလှုပ်ရှားမှုကြောင့်ပေါ်လာတဲ့အရေးချောင်းလေးတွေရှိတယ်။အစီရေကျလို့ပေါ်လာတဲ့အရေးချောင်းလေးတွေရှိတယ်။အသားရေညော့တွဲလာလို့ပေါ်လာတဲ့အရေးချောင်းလေးတွေရှိတယ်။ပြီးတော့အသားရေခြောက်လို့ပေါ့။အဲစသဖြင့်အဲ့လိုပေါ်လာတဲ့အရေးချောင်းလေးတွေရှိတယ်။ဥမာမတို့ကြွက်သားကြောင့်ဖြစ်တဲ့ဟာမျိုးတွေပေါ့။အကြမ်းမြင်လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့အရေးချောင်းတွေဥမာနှစ်ဖူးပင်းလိုက်တယ်။အမှနှစ်ဖူးအရေးချောင်းတွေပေါ်လာတယ်။မျက်မှောက်ကျုံလိုက်တယ်ဒီမျက်မှောက်ကျုံတဲ့အရေးချောင်းတွေပေါ်လာတယ်။ ရှိလိုက်တဲ့မျက်လုံးပေးအရေးကြောင်းလေးတွေပေါ်လာတယ်။အဲ့လိုမျိုးကြွက်သားတွေလှုပ်ရှားမှုကြောင့်ဖြစ်တဲ့အရေးကြောင်းလေးတွေဆိုရင်တော့ဒီအကောင်းဆုံးကုသမှုကတော့ botox ထိုးတာမျိုးပေါ့နော်။ဆိုတော့ botox ကတော့ဒီထိုးပြီးရလူတွေဆိုသိမယ်။ထိုးပြီးရတဲ့တစ်ပတ်ဆယ်ရက်လောက်ဆို result လေးစမြင်ရပြီ။အဲပြီးရင်ပြန်ထိုးဖို့ကလည်းဒီ၄-၅လလောက်မှတစ်ခေါက်ပြန်ထိုးရတာဆိုတော့ပေါ့နော်။ဒီ cost လေးလည်းတက်တာတယ်။ result တိတာမှုပိုင်းကလည်းကောင်းတယ်ဆိုတဲ့အတွက် botox ဆိုတော့ကြိုက်ကြတယ်ပေါ့နော်။ဆိုတော့အမတို့ဒီ botox ကိုနှစ်ဖူးအရေးကြောင်းလေးတွေမျက်မှောက်ကျုံတဲ့အရေးကြောင်းလေးတွေဒီမျက်လုံးပေးအရေးကြောင်းလေးတွေပေါ်တဲ့နေရာမှာတော့ botox ကိုထိုးတယ်ပေါ့နော်။အဲဒါလေးက တစ်ချက်နောက်တစ်ခုကတော့ဒီအစီလေးကြလာလို့ပေါ်လာတဲ့ဟာမျိုးလေးတွေပေါ့ဘယ်လိုလဲဆိုရင်မတို့ဒီ smile line လို့ပုံစံမျိုးလေးတွေပေါ့เนาะဒီ smile line ဒီဒီမတို့ဒီ ပါမရှိရဲ့ဒီအစီလေးကြီးကြာလာတဲ့အခါမှာဒီ smile line တွေပေါ်လာတယ်ပေါ့အဲ့လိုမျိုးပေါ်လာတဲ့အရေးချောင်းမျိုးဆိုရင်မတို့ဒီပြန်ဖြည့်ရဲ့အနေနဲ့ filler ထိုးတာမျိုးလေးလုပ်လို့ရတယ်အရေပြားတွေက collagen လေးကြီးကြာလာတဲ့အသားရည်လေးညော့တွဲလာတဲ့အခါမှာအာဒီမျက်နှာမျက်နှာပိုင်းနေမှာပေါ့နော်ဒီလိုမျိုး smile line တွေပေါ်လာတဲ့နှာခမ်းအောက်က line လေးတွေပေါ်လာတဲ့အသားရည်မတင်းရင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့မတို့ဒီ collagen တောက်ကိုပြန်ပြီးဖြည့်ဆည်းပေးတဲ့အားဥမာ collagen ကြိုးထိုးတာမျိုးလေးလုပ်လို့ရတယ် high focus မှုမျိုးလေးလုပ်လို့ရတယ်တခြား anti aging ပိုင်းတွေပေါ့လေဆာလောက်တာမျိုးတွေအခုနောက်ပိုင်းဆိုတော့ဒီ bio stimulator လောက်တာမျိုးလေး ေးပါလုပ်လို့ရတယ်ပေါ့နော်ကုသမှုတွေကကြတော့တချို့ကတော့တစ်ချိန်လောက်လုပ်ပြီးရင်၅လ၆လလောက်မှတစ်ချိန်ပြန်လုပ်ရတာရှိသလိုတချို့ကျတော့လည်းတစ်လနှစ်လလောက်နေပြီးတော့ပြန်လုပ်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲဆိုတော့အဲကိုယ့်ရဲ့မျက်နှာပေါ်မှာမူတည်ရပြီးတော့ကိုယ်သုံးမဲ့ဆေးမျိုးစားပေါ်မှာမူတည်တဲ့ကိုကဘယ်လောက်ထိ အာကိုအပြင်ထွက်ရတာတွေရှောင်းနိုင်လေဘယ်လောက်ထိကိုကယူဆိုင်နိုင်လေဘယ်လောက်ထိဘတ်ဂျက်သုံးနိုင်လေစသဖြင့်ပေါ့အဲ့လိုမျိုးတွေပေါ်မှာမူတည်ပြီးတော့အဲသုံးရတဲ့လောက်ရတဲ့ကုသမှုမျိုးလေးကိုကောင်းအောင်ပါပေါ့နော်ဆိုတော့ဒီအရေးချောင်းပိုင်းနဲ့ဒီ smile line လေးတွေဆိုလည်းအရန်မေးကြရရှိလို့ပေါ့နော် smile line ဆိုရင်တော့မတို့ filler ထိုးတာမျိုးလေးတွေချိုးထိုးတာမျိုးလေး high flow လောက်တာမျိုးလေးတွေစသဖြင့်လုပ်လို့ရတယ်ဟိုလုံးဝကြီးပျောက်သွားအောင်တော့မဟုတ်ဘူးပေါ့နော်တတအောင်အဲဒီကုသမှုမျိုးလေးလုပ်လို့ရပါတယ်အာဒီနေ့ကတော့ anti aging ပိုင်းအကြောင်းလေးကိုနည်းနည်းတော့ပြောပြပေးရပါပေါ့နော်ဆိုတော့မတို့ဒီ anti aging ပိုင်းမှာတော့ဒီလိုမျိုးကုသမှုမျိုးလေးတွေနဲ့အတူတူ skin care လေးတွေမှာ ာဆိုရင်လည်း anti aging တွက်ပါတယ် skin care လေးလူပေးတာအာပြီးရင် supplement ပိုင်းနေမှာဆိုရင်လည်း collagen လေးတွေတောက်ပေးတာ placenta လေးတွေတောက်တာအဲစသဖြင့်ပေါ့နော် anti aging တွက်တောက်လို့ရတဲ့ဟာမျိုးလေးတွေကိုကတောက်ပေးမယ်ပြီးရင်လည်းဒီ drip ပိုင်းနေပေါ့နော်မအားလို့အခုနောက်ပိုင်းဆိုရင်လည်းဒီ anti aging အတွက်ဒီခန္ဓာကိုယ် well being အတွက်ဆိုရင် NAD drip ထိုးတာမျိုးလေးလုပ်လို့ရတယ်တကယ် premium ပေါ့နော်အာမအိုဈေးလို့လည်းပြောကြတယ်အဲ့လို drip သွင်းတာမျိုးလေးလည်းလုပ်လို့ရတယ်အဲအဲ့လိုမျိုးတွေနဲ့အတူတူကိုယ့်ရဲ့ lifestyle မှာဆိုရင်လည်းကိုကလှုပ်ရှားမှုလေးပုံမှန်လုပ်ပေးတာမျိုးပြီးအစားအသောက်တွေဆိုရင်လည်းအစီအစိမ့်လေးနဲ့ short စားပြီးတော့ပေါ့နော် weight ကိုဒီ normal BMI ထဲမှာဝင်အောင်ထိန်းထားပေးတာမျိုးလုပ်ပေးခြင်းအားဖြင့်လည်းမတို့ဒီ anti aging mind ကိုပြီးတော့ထိရောက်နိုင်ပါတယ်ဆိုတော့မတို့ဒီအရေးအကြောင်းတွေအသားရည်တင်းရင်းရောက်တော့ဆိုတော့ကုသမှုမျိုးမျိုးဖြစ်တဲ့ကိုယ့်ရဲ့ lifestyle ပိုင်းမှာလည်းကိုကယူဆိုင်ပေးရမယ် skin care လေးတွေလည်းတခြားလူပေးဖို့လိုပါတယ်နော်